ပြီးပြေဆုံးတဲ့အိမ်သာမဟုတ်ရင်အင်းအင်းမပါတဲ့မိန်းကလေး။သူမကအိမ်သာတက်ချိန်နေပြီမဲ့ပြီးပြေဆုံးမှုမရှိတဲ့အိမ်သာကိုသဘောမကျတာကြောင့်အိမ်သာတန်ရှင်းဆေးကလေးကိုသူမအကြိုက်အနီအောင်လေးတုံးခဲ့ပြီးအနီအောင်ပွင့်ချက်ကလေးတွေကိုကတ်ကအလှဆင်လိုက်ပါရီ။အိမ်နောက်မှာရေဆွဲချလိုက်ပြီးတားမွေနုနုဖက်ဖက်လေးတွေကိုဆွတ်ချလိုက်တဲ့အပြင်သူမရဲ့အိမ်သာလေးကိုကြိုက်လုံးလို့ပါးနဲ့အက်ကပြောင်းနေခဲ့ပါရီ အင်းသာဖုန်းတွေကစသုံးမွေးစကလေးကိုစွတ်ပြီးတော့အနံ့သေးသေးတဲ့ကက်ခွာလေးတွေကိုအီစိတ်နေအောင်မွေးပြန့်နေမဲ့အမွေးနန်းသာစီတွေစွတ်ကာကတ်ထားလိုက်တဲ့အပြင်အလာမီနဲ့မြင်းရင်လေးပါထထုံးခဲ့ပါသေးတယ်။ဝက်တရှူပါဝင်အင်းသာသုံးတရှူတွေလည်းအလောင်းကနေရာချတာပြီးသူမအကြိုက်ဆုံးရေမွေးကိုအင်းသာရဲ့နေရာအနှံ့အောင်ဖျန်းပစ်လိုက်ပါသေးတယ်။တခြားသူတွေအင်းသာဝင်လည်းရေမွေးနန်းအောင်စိတ်ကြိုက်ရွေးလို့ရအောင်လို့သုံးလေးဘူးထားပေးထားတဲ့အပြင် အမိုက်ပုံးနဲ့အင်သာတိုက်တန်နေလဲမမေ့ထားခဲ့ပါဘူးခြာထားတဲ့သားမွေးတုပ်ပေါ်ဟာအပေါ်မှာဇိန်ခံလို့ရအောင်ထပ်မံစီစဉ်ခြေတော်အနှိမ့်ခံကအေးစစ်စစ်လေးအင်းပါမေလို့စဉ်းစားပေမဲ့တခုလိုနေခဲ့တာကြောင့်မလို့သူမဟာကြဲဥသွားကြော်ပြီးတော့ကြဲဥနဲ့ပါမှုတုံးကိုခန်းခန်းနာပြင်ဆင်လိုက်ပါရီအရင်နောက်မှာတော့ဒေါင်းစီလိုတဲ့သူမဟာအင်းပါရင်နဲ့စိတ်ပီစည်းမှုတွေရောကြလေအောင်လို့ဖျောင်းနိုင်လေးတွေကိုထုံးညီကဗန်းလလလေးတွေပါဝင်တချင်းလေးတချင်းချင်းနဲ့သူမဟာအင်းအင်းစားပါတော့မှာပဲဖြစ်ပါရီ